ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့နိပြအမ်မိုရင်ကတော့ဒါညကဒီ Lion နဲ့ပွဲပြီးမှာပွဲပြီးပြောထားတဲ့အကြောင်းအရာတွေရှိတယ်ပေါ့လေဒါမှမဟုတ်ကျွန်တော်တို့ဘူသမာဖြစ်တဲ့ Andre Unana နဲ့ပတ်သက်ပြီးတော့ဒါညနေပြောကြည့်အောင်သူတပြင်ပွဲပြီးသုံးသက်ချက်မှာလည်းဒီကုသမာရဲ့အမားအကြောင်းတွေကိုကျွန်တော်ပြောခဲ့ကြပြီးပြီးသွားပြီပေါ့နော်ဆိုတော့အမ်မိုရင်ပြောတဲ့နေရာမှာဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဒီပွဲကတကယ်ကိုစိတ်ပြည့်တဲ့ပွဲတစ်ပွဲဖြစ်တယ်ပေါ့နော် ုတိယအကြုံမလာခင်မှာကျွန်တော်တို့တကူးအတာလောက်နဲ့ပထမအကြုံမှာနဲ့အနိုင်ရထားတဲ့အခြေအနေမျိုးပိုင်ဆိုင်ခဲ့တာတောင်မှကိုရီအရမယူနိုင်ခဲ့ဘူးပေါ့လာမယ့်ပွဲကတော့အင်ဝင်းဖြစ်တဲ့အတွက်ကျွန်တော်တို့အနိုင်ယူဖို့တော့ကြိုးပမ်းသွားအောင်မယ်အသင့်အသင့်ကပွဲစဉ်တစ်ခုပြီးတစ်ခုတိုးလာနေပြီမဲ့လို့ ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းဒီမှာဆိုလို့ရှင်ဂိုးသွင်းတဲ့နေရာမှာအခုတက်ပူပြီးတော့ပူကောင်းလာနိုင်ဖို့ clinical ဖြစ်ဖို့လိုတယ်ပေါ့နော်ဒါကဘယ်လိုပြောမလဲဒီ lion နဲ့ကနှစ်ကြော့ကစားမှဆူတဲ့အတွက်ဒါပထမပိုင်းပြီးတယ်လို့ပဲကျွန်တော်ပြောအောင်မှာပေါ့ဒုတိယပိုင်းကြလို့ရှင်တော့ပူကောင်းအောင်ကျွန်တော်လုံနိုင်ဖို့အတွက်အကောင်းဆုံးစဉ်းစားပြီးတော့ပြင်ဆင်မှရမယ်ဆိုပြီးတော့သူပြောသွားတယ်ဒါပြင်ဦးနန်းရဲ့အမားနဲ့ပတ်သက်ပြီးတော့ ဟိုဦးနနာအခုလိုမျိုးမှားခဲ့တာကဗောနော်သူသူဘက်ကိုဒါကာကွယ်ပြီးတော့ပြောဖို့ကတော့ imminent case နေမှာပဲဆိုပြီးတော့သူပြောတဲ့ပုံမှာဦးနနာမှားခဲ့တဲ့အပေါ်ကတော့ဗောနော်ဒါဖြစ်တဲ့တယ်ပေါ့နော်တခါတလေမှဖြစ်တဲ့တယ်ဒီရာဒီကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲကိုရီလောက်ခဲ့တဲ့အမားတွေရာဒီကစားမားတွေလောက်ခဲ့တဲ့အမားတွေတော်တော်မှပိုများသေးတယ်ပေါ့ကောင်းတာတစ်ခုကတော့ဒီလိုအချီနီတီကိုပြောင်းလဲနိုင်ဖို့နောက်ထပ်ပွဲတစ်ပွဲကျင်နေသေးတယ်အဲ့ဒီပွဲမှာကျွန်တော်တို့အရာအလုံးအချီနီကောင်းအောင်လုပ်နိုင်ရင်ဒီပထမအကြိုရဲ့အမားဟာပျောက်သွားမှာပဲပေါ့နော်ဒါကြောင့်ဒုတိယအကြိုမှာကျွန်တော်အာရုံစိုက်ရမယ်ပေါ့နော်အဲဒါအပြင်မာတင်နဲ့ပေါ့နော်ကျွန်တော်ဒီပွဲမတိုင်ခင်မှာစကားအချီတင်ဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်ပဲဦးနနာစီကနေပြီးတော့ဒါမျိုးဒီမြန်ဖြစ်သွားသလားပေါ့ နော်ဒါကတော့ तू မတီးဘူးပေါ့နော် तू မတီးဘူး तू တီးတာကတော့လက်ရှိမှာကိုကစားမတယောက်ရဲ့ခြေသွန်းလက်စွမ်းကိုပဲကျွန်တော်ကြည့်ရမယ် तू စွမ်းဆောင်ရင်မကောင်းဘူးဆိုလို့ရှင်တော့တီးတယ်မလားနော်သူ့ရဲ့ဒါအဲဂိုးသမားလက်နီးပြတွေနဲ့သူတို့ဆွေးနွေးရတော့မယ်ပေါ့နော်ဒါမို့ဒီ तू ပြောထားတယ်ဆိုတော့ကျွန်တော်ဒီညမှာပြောချင်တာကကျွန်တော်တို့ဒီမာတင်နဲ့ပေါ့နော်မာတင်နဲ့ဒီလိုမျိုးစကားအခြေအနေနေအင်တာနက်ပေါ်မှာဖြစ်လို့ဆိုပြီးတော့အန်ဒရယ်ဦးနနာဒီလိုဖြစ်သွားတယ်လို့ကျွန်တော်မထင်ဘူးဒါပုံမှန်ပဲအန်ဒရယ်ဦးနနာစီကနေပြီးတော့ကျွန်တော်အမြဲတမ်းမြင်နေရတာ နော်ပထမတစ်ခါအမှားလဲမကဒုတိယတစ်ခါလဲမကနော်ကျွန်တော်စပြီးတော့ရောက်လာပါတယ်ဆိုတဲ့ယာတီကလေးကနေပြီးတော့ဒီအချိန်ထိအဲ့ဒလူအမှားတွေဟာမနေဘူးအန်ရယ်ဦးနာနာကဗောနော်အမှားကနေပြီးတော့ဂိုးပီးရတဲ့ဒီဂိုးသမားတွေတဲ့မှာပရီးမီးယားလိမှာဆိုလို့ရှိရင်အမြင့်ဆုံးမှာဒါပြိုင်ပွဲစုံဗောနော်ပရီးမီးယားလိဂိုးသမားတွေတဲ့မှာအမှားကြောင့်ဂိုးပီးရတဲ့တဲ့မှာဦးနာနာဟာအမြင့်ဆုံးပဲဒါဟာသူတို့ဒီတိုက်ဆိုင်လို့ဖြစ်လာတဲ့အရာတွေမဟုတ်ဘူး တခါနခါကြောင့်ဖြစ်လာတဲ့အရာတွေကျွန်တော်တို့မဟုတ်ဘူးရှစ်ကိုးတိသူရှိတယ်ထင်ပါတယ်သူအမှားကနေကျွန်တော်ဂိုးပြီးရတာဒါဟာတော်တော်ကိုများလုံးတဲ့အခြေအနေမျိုးပါเนาะဒါဒါကြောင့်ဒီဟိုမာတင်ရဲ့အခြေအနေဖြစ်တဲ့ကိစ္စတွေနဲ့ကတော့ကျွန်တော်ကတော့ဘာမှစံလိမ့်မယ်လို့မထင်ဘူးမာတင်လည်းပဲเนาะကျွန်တော်တို့ဒီဒီမတိုင်ငင်တုန်းကအန်ဒရယ်ဦးနနာဘလို့ဂိုးသူမလေးဆိုတာတီးခဲ့လို့တီးတယ်မလားအခုလိုမျိုးပြောရတာပဲဟုတ်တယ်မလားဒါကြောင့်ဗောနောအန်ဒရယ်ဦးနနာကိုတိုင်းကိုက အခြေအနေမကောင်းတာအကြီးချင်းရှိတဲ့ဂိုးသူမတယောက်ဖြစ်တယ်လို့ကျွန်တော်မခံစားရတာ ဆိုတော့ခုလက်ရှိကတော့ကျွန်တော်ရှင်းတယ်အသင်းတာဝန်ရှိသူတွေအနေနဲ့နာပြီးနီးပြဖြစ်တဲ့ MO ရင်းအနေနဲ့ကိုယ်သမားနေရာနဲ့ပတ်သက်လို့လာမဲ့ပွဲစဉ်တွေမှာကျွန်တော်တို့ဒါအဲအရေးစုံပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့အပြောင်းလဲလုပ်မှကျွန်တော်တို့ရမယ်။မှန်တယ်ကျွန်တော်တို့ဘိုင်နာကအန်ဒရယ်ဦးနန်းနားလို့မျိုးမဟုတ်တဲ့အခါကျတော့ဘိုင်နာကိုဦးစားပေးဖို့တော့ခိန်းလိုက်မယ်။ဒါပေမဲ့လို့ဗျာအန်ဒရယ်ဦးနန်းနားစီကနေပြီးတော့ဒါမျိုးမှားတာဒီတစ်ခါမဟုတ်နှစ်ခါမဟုတ်မြင်နေရတဲ့အခါကျတော့လေအပြောင်းလဲဆိုတာလုံးသိနေတဲ့အချိန်မှာလောက်ရမှာ။ ဟုတ်တယ်မနော်အပြောင်းလဲဒီလုံးတင်နေအခုလက်ရှိအန်ဒရယ်ဝနနာရဲ့အချင်းကြီးကဟာဘိုင်နာကဒီကောင်းလောက်အဆင်ပြေကြီးမှပြေပါမှလေးဆိုတဲ့ပုံစံမျိုးနဲ့ဥနနာကိုဆက်ထားလို့ရတော့တဲ့အချင်းမျိုးမဟုတ်တော့ဘူးကျွန်တော်အန်ဒရယ်ဥနနာကိုကျွန်တော်ဒီအရန်ကုန်ကိုပို့ပြီးတော့ဒီမှာဒီကျွန်တော်တို့ဒီပါလဲဒီ LG Bayern တို့ဘာတို့ကိုကျွန်တော်တို့နေရာတွေဘာတွေပေးသင့်ပြီပေါ့နော်ပူပြောဟိုပြောနေတာတခုကတော့ဥနနာတက်တော့ပုံမဆိုးနိုင်ဘူးဗျာဟုတ်တယ်မနော်ဥနနာတက်တော့ပုံမဆိုးနိုင်ဘူး ဟုတ်တယ်မလားเนาะလာမယ်ပွဲဆိုလို့ရှိရင်ကျွန်တော်နယူကာဆင်နဲ့ကျွန်တော်တို့တွေ့မယ်နယူကာဆင်နဲ့ကစားပြီးတာနဲ့ဒုတိယကြောက်ကျွန်တော်တို့တွေ့မယ်ဆိုတော့နယူကာဆင်နဲ့ပွဲမှာကျွန်တော်တို့အနေနဲ့ LD Bayern ကိုကျွန်တော်ကတော့နေရာပေးသင့်တယ်လို့ကျွန်တော်ထင်တယ်အကယ်လို့အဲ့ဒီပွဲစဉ်မှာ LD Bayern အခြေအနေကောင်းနေဟိเนาะအန်ဒရယ်ဦးနန်းနန်းလို့အမှားရပါတယ်မကျူးလွန်မှုဟိဆိုရင်ကျွန်တော်တို့ Lion နဲ့ဒုတိယကြောက်ပွဲမှာထည့်လို့ရတယ်ဆိုတော့ဒီတိုင်းကြီးကြီးပဲကျွန်တော်တို့ဘောနောအပြောင်းလဲမလုပ်ဘူးလို့တော့ကျွန်တော်တို့မဖြစ်ပါဘူး။ဒါကြောင့်လည်းပဲဒီလာမယ့်ညရာဒီပြောင်းရှိမှာဆိုရင်အသင်းဘက်က ဘူဒမားအချီနီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့လုံးဝအပြောင်းလဲလုပ်ဖို့လိုတယ်ဆိုတာဒါကိုပြောတာအဲကျွန်တော်တို့ပြီးခဲ့သူပထမဆုံးစရောက်တဲ့ယာဒီကိုပဲကျွန်တော်တို့ကြည်ပြဟုတ်တယ်မလားဒီကောင်းကြောင့် Champions League ကနေထွက်ခဲ့ရတယ်တို့တော့ကျွန်တော်ပြောလို့ရတယ်ကိုတင်းရဲ့တိုက်စစ်တွေကဂူးဘလောက်ပဲကျွန်တော်တို့တွင်တွင်ဘူဒမားကနော်ကျွန်တော်တို့ဘာမှသူများတင်းရဲ့ဘက်ကဗျာဂူးရဖို့ဆိုဂူးပေါက်တော့မှကန်စရာမလိုတဲ့အနေထားတွေကနေဂူးတွေတွင်သွားတာဂူးတွေရသွားကြတာဒါတွေကိုကျွန်တော်တို့ကြည်အတင်းရဲ့ဂူးသမားအခန့်ကဏ္ဍမှာဘယ်လောက်ထိပြောစရာဖြစ်နေတယ်လဲကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်လုံးဝမလွယ်ဘူး နောက်ဆိုတော့ဒီကုသမားနဲ့ဆက်သွားလို့ရှိရင်အသင်းမှာဘာမှဆက်ပြီးတော့အပေါင်းလက္ခဏာစောင်းတာဒီမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအန်ဒွေဦးနာနာဘာသာသူ့ဝတ်သူလီကြီးဖင်ကျင်တဲ့ဘာပဲပြောပြောအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကတော့ဖြစ်တဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲမှုတွေကိုကျွန်တော်လှုပ်မှကျွန်တော်ရမယ်ကျွန်တော်ပြောချင်တာကဦးနာနာထက်တော့ဆက်မစိုးနိုင်တော့ဘူးဘယ်ကုသမားမစိုးဟုတ်တယ်မလားဦးနာနာထက်တော့မစိုးနိုင်တော့ဘူးနော်ကျွန်တော်ဈေးကွက်ထဲမှာကြိုက်တဲ့ကုသမားကိုရှာဦးနာနာထက်တော့ပူစိုးနိုင်တော့မယ်လို့ကျွန်တော်မထင်ဘူး ဆိုတော့ဟိုနားလေလို့ဗောနော်နားပရိသတ်တင်းနေနဲ့ okay သူနောက်ပွဲတွေကြာအဆင်ပြေမှာပါလေဆိုတော့နားလေပေးလို့ရတဲ့အချိန်ကြီးကိုကျော်သွားပြီလို့ကျွန်တော်တို့ထင်တယ်ကျော်သွားပြီလို့ကျွန်တော်ထင်တယ်ဒါကြောင့်ဗောနော်အန်ဒရယ်ဦးနနာကိုအသင်းအနေနဲ့ဒါအစားထိုးဖို့ကျွန်တော်ကြိုးပမ်းရမယ်အဲ့ဒါတွေမတိုင်ခင်အစားထိုးတဲ့ဘာညာဆိုတာမှတော့လာမယ့်ညရာဒီအပြောင်းရွှေ့မှာဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့လာမယ့်ရှေ့ပွဲနယူကာဆင်နယ်ပွဲပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီလိုင်ယွန်ရဲ့ဒုတိယကြော့ပွဲမှာတော့အန်ဒရယ်ဦးနနာဆိုတာတဲ့ ဘိုင်းရနာကိုထည့်ပြီးတော့သုံးတာကအတင်းအတွက်အပေါင်းလက္ခဏာအများကြီးဆန်တာမျိုးတွေတွေ့ရလိမ့်မယ်လို့တော့ကျွန်တော်ထင်နေပါတော့ဆိုတော့ဟိုပရိသတ်တွေတော်တော်များများလဲဒါမျိုးပဲလက်ခံကြလိမ့်မယ်လို့ထင်ပါတယ်အန်ဒရယ်ဦးနနာရဲ့အခန်းကဏ္ဍကပြီးသွားပြီเนาะဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲအန်ဒရယ်ဦးနနာကိုကျွန်တော်လာမဲ့ရှေ့နှစ်ပွဲမှာထပ်ပြီးတော့သူ့ကိုအခွင့်အရေးထပ်ပြီးတော့ပေးတင်နေတယ်လို့ကျွန်တော်တို့ထင်ကြလားဒါမှမဟုတ်ဘိုင်းနာကိုစမ်းပြီးတော့နေရာပေးတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်